UAB, with you on your journey of life. မင်္ဂလာပါရှင်ကျမအေးမြပါ 7TV 7PM News ရဲ့ပထမအဆုံးသတင်းတပုတ်အနေနဲ့ရန်ကုန်မြို့နယ်မှာတနက်သုံးပြီးနေကင်းကြောင်တောင်ဓမြတိုက်မှုဖြစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆန်းချောင်းမြို့နယ်အတွင်းမှာနေကင်းကြောင်တောင်တနက်သုံးနဲ့ဓမြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဆန်းချောင်းရဲ့လူရောဂါပါစီကားလာတဲ့မြင်းဒီကုန်းဂုံးကြော်တရားဆင်းကရှမ်းကုန်းလမ်းမြင်းဒီတက်မှာဖွင့်လှစ်ထားတဲ့နိုင်ငံသားငွေလဲဆိုင် MS Group Money ချိန်ကြမှာဖြစ်ပွားခဲ့တာပါ။မွန်တဲတနအိခွဲချိန်လောက်ကဖြစ်ပွားခဲ့တာဖြစ်ပြီးငွေလဲဆိုင်ထဲမှာမြို့သမီးဝန်ထမ်းတွေပဲရှိနေခြင်းဖြစ်တယ်လို့သိရပါဗျ ဆိုင်ထဲမှာတနက်တစ်ကြိမ်ဖောက်ခဲ့ပြီးနောက်တစ်ကြိမ်ကတော့ပြန်ထွက်ပြေးမှဖောက်တာလို့သိရပါတယ်ရဲဘက်ကတော့ဒါနဲ့ပတ်သက်လို့အတီးပူးချက်မပေးသေးပါဘူး။တရခန်တွေကဓမြမတိုက်ခင်ပထမတစ်ခေါက်ငွေလဲဟန်ဆောင်ဝင်လာခဲ့ပြီးနောက်တစ်ချိန်ကျမှဓမြတိုက်သွားတာဖြစ်ပါတယ်။လူတွေထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့သိရပြီးပါသွားတဲ့ငွေပမာဏကိုတော့မသိရသေးပါဘူး။ဓမြတိုက်တဲ့တရခန်နှစ်ယောက်ကမျက်နှာဖုံးဆွထားပြီးငွေတွေတင်မကပဲ CCTV ကင်မရာတွေကိုပါဖျက်ဆီးသွားတာဖြစ်ပါတယ်။ တရားခဏ်တွေထွက်ပြေးချိန်မှာတနက်နဲ့ဖြစ်တာကြောင့်နောက်ကလိုက်သူတွေကိုမိုးပေါ်ထောင်ပြီးတနက်ဖောက်ခြောက်လန့်ခဲ့တာဖြစ်ပါတယ်။ဓမြထိုက်ထွက်ပြေးသူတွေကိုဖမ်းဆီးရမယ့်ရေးအတွက်ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးနေစေဖြစ်ပါတယ်ရှင်။နောက်ထပ်တဲ့ပုံနေနဲ့မောင်းတော်နဲ့ဘူဒီတောင်ကိုကိုဖီယာနဲ့ရောက်ချိန်မှာဒေသခံ၄၀၀ကျော်ကန့်ကွက်ဆန္ဒပြတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဋ္ဌမစ္စတာကိုဖီယာနန်ဟာဒီကနေ့မှာအကြံဖတ်မှုတွေဖြစ်ပွားခဲ့တဲ့မောင်းတောင်ဘူတီတောင်မြို့နယ်တွေကကြေးရွာတွေကိုတွားရောက်နေတာဖြစ်ပါတယ်သူတောင်းရောက်နေတဲ့နေ့မှာပဲမောင်းတော်နဲ့ဘူးတီတောင်မျိုးခံ၄၀၀ကျော်ကကိုဖီယာနန်ခေါင်းဆောင်နဲ့ကော်မရှင်ဖြတ်သိမ်းပေးဖို့ကိုတောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ဆန္ဒထုတ်ပေါ်ပွဲမှာအာနန်ကော်မရှင်ဖြတ်သိမ်းပေးရင်ရခိုင်ပြည်နယ်လွှတ်တော်ဆုံးဖြတ်ချက်ကိုမချိုးဖောက်နဲ့ဆိုတဲ့စိုင်းပုတ်တွေကျွေးကြော်တန်းနေနဲ့ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ကိုဖီယာနန်ကမြန်မာပြည်ကိုဒီဇင်ဘာတရက်နေ့ကရောက်ရှိခဲ့တာဖြစ်ပြီးရခိုင်ပြည်နယ်စစ်တွေမှာတရက်ကြာနေထိုင်မှာဖြစ်ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာထိုင်းပွဲလက်မှတ်တွေကုန်သွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ဖြန်ညနေပိုင်းမှာကံမဲ့ Suzuki Plus Semi Final ပြိုင်ပွဲပွဲစဉ်လက်မှတ်တွေအားလုံးရောင်းကုန်သွားပြီဖြစ်ပါတယ်။ ပွဲကြီးလက်မှတ်တွေကိုဒီဇင်ဘာ၂ရက်မနက်ပိုင်းကစရောင်းတာဖြစ်ပြီးအထူးတန်းရိုးရိုးတန်းလက်မှတ်တွေဒီမနက်ပိုင်းမှာပဲကုန်သွားပြီဖြစ်ပါတယ်။စုစုပေါင်းရောင်းချနိုင်တဲ့လက်မှတ်က3000ကျော်ဖြစ်ပြီးနေရာလေးနေရာမှာရောင်းချခဲ့တာဖြစ်ပါတယ်။မြန်မာနဲ့ထိုင်းသင်ဟာမနက်ဖြန်ဒီဇင်ဘာ၄ရက်နေ့သူဝနာကွင်းမှာညနေ6:00နာရီရှင်ပြိုင်ကစားမှာဖြစ်ပါတယ်။ပွဲစဉ်တစ်ချောင်းလုံးကိုမြမတန်တဲ့ရုပ်မြင်သံကြားကနေတိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ထိုင်းသိမ်းတဲ့ပွဲမှာရလက်ကောင်းရဖို့အသင်းလိုက်ကစားပုံနဲ့ကြိုးစားကစားသွားမယ်လို့မြန်မာနီးပြချုပ်ကပွဲချိုသတင်းစာရှင်းလင်းပွဲမှာပြောကြားထားပါတယ်ရှင်။နောက်ဆုံးသတင်းတပုတ်အနေနဲ့တောင်ကိုရီးယားသမ္မတနှုတ်ထွက်ပေးဖို့အိမ်ပြတော်အနီးမှာတိုင်းနေချီဆန္ဒပြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကိုရီးယားနိုင်ငံမှာရေအတွက်တိုင်းနေချီတဲ့ဆန္ဒပြသူတွေကသမ္မတအိမ်တော်အနီးထိဆူယုံချီတက်ပြီးသမ္မတပတ်ကွန်ဟေကိုယာရုကနှုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ ဒီဇင်ဘာ3ရက်နေ့မှာဆိုးမျိုးတော်တရားရုံးတစ်ခုကတမနာနေထိုင်ရာအိမ်ပြတော်နီးမီတာ100အထိချင်းကပ်ဆန္ဒပြဖို့လျှောက်ထားမှုကို ခွင့်ပြုပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့အတိုက်ခံအင်အားစုတွေကဥဆောင်ချီတက်ပြီးပတ်ကိုယာရုကအ мян ဆုံးနှုတ်ထွက်ပေးဖို့ဆန္ဒပြခဲ့ကြပါတယ်။ပတ်နေနေပုဂ္ဂိုလ်ရေးခင်မင်းနဲ့တငယ်ချင်းတယောက်ကိုနိုင်ငံတော်ဆင့်လှည့်ဝတ်မှတ်တမ်းတွေကြီးစုဝင်ပေးတဲ့ကိစ္စပေါက်ကြားလာရတာကနေအစပြုပြီးအရှုပ်ထွေးပေါင်းစုံကြုံနေရပါတယ်။ လက်ရှိချိန်မှာသူဟာတောင်ကိုရီးယားနိုင်ငံတမိုင်းတလျှောက်လူမှုထောက်ခံမှုအနှိမ်ဆုံးတမရဖြစ်နေကြောင်းစစ်တမ်းတွေကဆိုပါတယ်။တမရအိမ်တော်နဲ့မီတာတရာအထိချင်းကပ်ဆန္ဒပြတာမျိုးကအခုချိန်ပထမဦးဆုံးဖြစ်တယ်လို့ဆန္ဒပြပွဲကိုဦးဆောင်စည်းရုံးသူတွေကဆိုပါတယ်။ဆိုမျိုးကဆန္ဒပြပွဲမှာလူပေါင်း၄၀၀၀လောက်ပါဝင်ဆင်နွှဲခဲ့တယ်လို့လည်းသိရပါတယ်။အဲ့ဒီမနက်စောပိုင်းမှာလည်းတောင်ကိုရီးယားရဲ့အဓိကအတိုက်ခံပါတီ၃ခုကပတ်ကုံအပြစ်ဖော်ထုတ်ဆွဲချက်တင်ရေးယူစီလိုကြောင်းလွှတ်တော်မှာစုပေါင်းဆိုတင်ခဲ့ပါတယ် တရားဝင်ကြေညာမှုမရှိပေမဲ့ပက်ကိုတိုင်းကလည်းအခြေအနေဆိုးတွေကြောင့်ယာရုကနှုတ်ထွက်ဖို့စဉ်းစားနေပြီဆိုတဲ့ကောလာဟာနာတွေလည်းပြန့်နှံ့နေပါတယ်ရှင်။ Seminary TV ရဲ့ည9:00နာရီသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ UAB, with you on your journey of life.